မလေးရှားနိုင်ငံဆလန်ကောပြည်နယ်ထဲကစကီချမ်းလို့ခေါ်တဲ့စပားဆိုင်ခင်းနေရပါလှလိုက်တဲ့စပားဆိုင်ခင်းနေကြည့်ပါဦးစိမ့်ဆိုးတာပဲတနစ်ကိုနှစ်ကျင်းဆိုင်တဲ့ရေသွင်းဆိုင်ပြိုးတဲ့စပားဆိုင်ခင်းဖြစ်ပါတယ်ဒီစပားဆိုင်ခင်းကြီးကလည်းမျက်စိတဆုံးပါပဲ tourist attraction နေရာလည်းဖြစ်ပါတယ်ဘယ်သူမှစိုးသွားရောက်လည်းပဲလို့ရပါတယ် သွားပြီးတော့လဲမယ်ဆိုရင်လေစက်တင်ဘာလနဲ့ဒီနိုဝင်ဘာလကြားပေါ့နော်အဲ့ကြာမှာသွားလဲမယ်ဆိုလို့ရှိရင်ဒီလိုလှပ်ပတဲ့ cycling တွေကိုမြင်တွေ့နိုင်ပါတယ်။စပားစိုက်ခင်းရတော့မျက်စိသဆုံးပါပဲသူတို့စိုက်ထားတာလေစနစ်အရင်ကြပါတယ်။ကျမတို့မိသားစုတွေသွားရောက်လည်ပတ်ခဲ့တာတော့အောက်တိုဘာလထဲမှာသွားလည်ခဲ့တာပါကျမရဲ့ကလေးတွေကိုဘဝတုဒ္ဒရာအောင်ဆိုပြီးဒီစပါးဆိုင်ခင်းကိုသွားပြခဲ့တာပါ ိုရီစားနေတဲ့ထမင်းကိုဘလို့စိုက်ပြိုးလဲဆိုတော့သိရအောင်လို့သူတို့ကိုလက်တွေ့သွားပြတာပါ။စားတွေမှဲ့နေပြီစပားတွေချီရောဒီအကုန်လုံးမှဲ့နေ။သွားလဲခဲ့တဲ့အချိန်ကမကြခင်ရေသိမ်းတော့မဲ့ကာလဖြစ်ပါတယ်။ဟိုမှာလာရထွက်နေဟိုမှာလာစိုက်ကင်းနေကြတဲ့ကိုလာရောက်လေ့လာလို့ရအောင်လဲလမ်းမျိုးတိချဖောက်ထားပါဗျ။ သူတို့တွေကလေငွေရှာတာအရန်တော်ကြတယ်။လာလေတဲ့သူတော်တော်များများကလည်းဓာတ်ပုံကြီးအလားရိုက်တယ်။ကျမကူရိုက်တယ်လို့ပေါ့နော်။ပြီးလို့ရှိရင်လေရောအိမ်လေးတွေရှိတယ်။ဒီအိမ်လေးမှာလည်းသွားရောက်ပြီးတော့တဲခိုလို့ရပါတယ်။စပိန်ကားရဲ့နေရာကြီးလည်းရှိရပေါ့နော်။အဲ့တော့စပိန်လေးနင်းပြီးတော့လေရောတဝိုက်ကိုလည်းလှည့်လည်ကြည့်ရှုလို့ရပါတယ်။လေရောနားမှာလည်းလေကော်ဖီဆိုင်လေးတွေဖွင့်ထားတာရှိတယ်။ ကော်ဖီလေးကိုထိုင်တောင်းရင်းရလေရောကြီးကိုတမိတမောကြည့်ပြီးတော့စိတ်အပန်းဖြေလို့လည်းရပါတယ်။အဲ့နာတဝိုက်မှာလေငားလည်းမြားလို့ရတယ်။ပြီးတော့လေအဲ့နာတဝိုက်မှာဆန်ဆက်တွေလည်းရှိရယ်။ဆန်ဆက်ကိုလည်းတွားရောက်ပြီးတော့လေးလာလို့ရပါတယ်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ။ဘိုင်။